င်္ဂလာပါရှင်မြန်မာနိုင်ငံသူဝင်ကသတင်းတွေကို The Watch ပိတ်သက်တွေသိရှိစေဖို့တပတ်အတွင်းမြန်မာသတင်းရေးရာအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်ဒီဒီပတ်မြန်မာရေးရာမှာတော့ April 20ရက်ကနေ April 26ရက်အထိတပတ်တာအတွင်းဖြစ်ပျက်တွေထဲကထူးခြားဖြစ်စဉ်တွေကိုကောက်နှုတ်ဖော်ပြသွားမှာပါဒီအစီအစဉ်ကို The Watch မှတ်သားတွေကအစီအစဉ်ပေးဆက်ထားတာပါ တရုတ်ဂျာဝင်ဖိအားပေးစစ်ဆက်မှုနဲ့လာရှိုမျိုးပေါ်ဘူးစစ်ကောင်စီကပြန်လည်ဝင်ရောက်အုပ်ချုပ်ခွင့်ရပါတယ်။ရှစ်လကျော်ကြာတင်းယူထိန်းချုပ်ထားတဲ့ကိုကန့်တက်တွေထွက်ခွာသွားပြီးတဲ့နောက်ဧပြီလ22ရက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကာအစီရင်ရာနဲ့ချီဟာလာရှိုမျိုးတွေပြန်လည်ဝင်ရောက်နေရာယူလိုက်ပါတယ်။လာရှိုမျိုးကိုပြန်လွှဲပြောင်းရေးအတွက်တရုတ်အထူးကိုယ်စားလှယ်မစ္စတာတိန့်ရှင်ကျွမ်းရောက်ရှိနေပြီးတရုတ်ဘက်ကပြစ်ခတ်ရဲစဲမှုစောင့်ကြည့်ရေးအဖွဲ့လည်းရောက်ရှိနေပါတယ်။ စစ်ကောင်စီကရက်ကွက်12ခုရှိတဲ့မြို့ပေါ်ကိုအုပ်ချုပ်ခွင့်ရမှာဖြစ်ပြီးတော့မြို့ဘေးပတ်ပတ်လည်နဲ့ကျေးရွာတွေကိုတော့ကိုကန့်တက်ကအုပ်ချုပ်မယ်လို့ဒေတာတွင်းနဲ့ပြည်တွင်းသတင်းတချို့မှာဖော်ပြချက်တွေအများသိရပါဗျ။မြို့ရဲကိုပြန်လည်ဝင်ရောက်ပြီးတဲ့နောက်မြို့ဝင်ထွက်ခိတ်မှာ ကားရီစီကနေစစ်ကောင်စီ တက်ကငွေကြေးစတင်ကောက်ခံနေပြီးမြို့ပြင်မှာတော့ကိုကန့်တက်ကကောက်ခံနေတယ်လို့ဆိုပါတယ်။ဒါအပြင်တရုတ်နိုင်ငံကလာရှိုးမှာ တောင်စီဝင်ယုံဖွဲ့ပြီးဆက်လက်စောင့်ကြည့်သွားမယ်လို့လည်းသိရပါဗျ။လာရှိုးကိုအုတ်ထုတ်ရေးခွဲဝေလွှဲပြမှုဟာမြန်မာနိုင်ငံရေးမှာတရုတ်ရဲ့အရေးပါမှုအထင်ရှားဆုံးဖြစ်ရတစ်ခုဖြစ်လာပါဗျ။တရုတ်အစိုးရဘက်ကတော့မြန်မာပြည်တွင်းရေးဝင်ဆွတ်တာမဟုတ်ဘူးလို့တုံ့ပြန်ထားပြီးလာရှိုးမျိုးချောမွေ့စွာလွှဲပြောင်းပေးရတာကိုညံ့ညင်တက်တည်ခံသွားမယ်လို့ဆိုထားပါဗျ။ လာရှုမျိုးလွှဲပြောင်းပေးတာနဲ့ပတ်သက်လို့မြို့ကန်ကြီးကြားမှာလဲစိုးရိမ်မှုတွေရှိနေပြီးအုတ်ချုံမှုပုံစံတက်ဘလို့ဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်နေကြဆဲဖြစ်ပါတယ်စစ်ကောင်စီနဲ့ကိုကန့်တက်တွေဘက်ကတော့အခုလွှဲပြောင်းမှုနဲ့ပတ်သက်လို့နှုတ်ဆက်နေကြဆဲဖြစ်ပါတယ်မန္တလေးနဲ့စကိုင်းတိုင်းတွေမှာအခုဧပြီလအတွင်းစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကြောင့်အရသာပြည်သူ60ထပ်မင်းနဲ့တေဆုံးတယ်လို့မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ နိုင်ငံရေးအကျဉ်းသားများအကူအညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စည်းရုံးတွေအရသိရပါဗျ။မန္တလေးတိုင်းမှာဧပြီလ၁ရက်ကနေ၁၉ရက်အထိဒေကြောင်းတိုက်ခိုက်မှုတွေကြောင့်တပိတ်ချင်း စင့်ကူးနဲ့မန္တရာမြို့နယ်တွေမှာအရသားပြည်သူအနည်းဆုံး၄၁ဦးသေဆုံးပြီး58ဦးထပ်မံတန်ရာရတယ်လို့မန္တလေး PDF ကထုတ်ပြန်ပါတယ်။အလားတူစကိုင်းတိုင်းမှာဆိုရင်ဧပြီလ25ရက်အထိလေကြောင်းတိုက်ခိုက်မှုကြောင့် 26ဦးတေဆုံးတယ်လို့ AAPB ကထုတ်ပြန်ထားပါတယ်။ဒါအပြင်ကြံကာလနဲ့အခုသတင်းပတ်အတွင်းတွေမှာကရင်မကွေးတနင်္သာရီမွန်ရခိုင်ကရင်နီကယားရှမ်းမြောက်စတဲ့တိုင်းနယ်ပြည်နယ်တွေမှာလည်းစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့အရသာပြည်သူ20ထပ်မင်းထိခိုက်သေးဆုံးပြီးဒဏ်ရာရသူ10နဲ့ချီရှိခဲ့ပါတယ်။စေပေခန်းဈေးစတင်ကြောင်းဖုန်ကြီးကြောင်းကျေးရွာတွေစတဲ့အရသာပြည်သူများစွာရှိတဲ့နေရာတွေကို လေကြောင်းကနေတိုက်ခိုက်တာဖြစ်ပြီးတေဆုံးဒဏ်ရာရသူတွေထဲမှာကလေးငယ်တွေ၊ကိုဝင်ဆောင်တွေ၊ယဟန်၊ကိုရင်တွေတက်တီးရွယ်ဦးတွေနဲ့အမျိုးသမီးတွေများစွာပါဝင်တာတွေ့ရပါတယ်။ငလင်တန်ကျောက်ယာယီအပြစ်ခတ်ရက်စဲကြောင့်စစ်ကောင်စီကကြီးညာထားပေမဲ့လေကြောင်းတိုက်ခတ်မှုတွေတိုးငင်းလှုပ်ဆောင်နေပြီးညစ်တကူအသာတကြံကာလမှာလည်းနေစဉ်ရက်ဆက်တိုက်ခိုက်ခဲ့တာတွေတွေ့ရပါတယ်။ငလီနံကြောင့်မန္တလေးတက္ကသိုလ်ပြိုကျပြီးမိလောင်ရံကနေ တက္ကသိုလ်ဝန်ထမ်းစာမွေးပွဲအဖြစ်လွှာတွေပြက်စီးဆုံးရှုံးသွားတာကြောင့်ကျောင်းသားကျောင်းသူတွေကိုစစ်ကောင်စီကစာမွေးပွဲပြန်ဖြေခိုင်းနေပါတယ်။မန္တလေးစကိုင်းနေပြည်တော်နဲ့ကချင်စတဲ့ဒေသတွေကကျောင်းသားကျောင်းသူတွေရဲ့အဖြစ်လွှာတွေပြက်စီးသွားတာကြောင့်အဲ့ဒီဒေသတွေမှာဂျွန်လ16ရက်ကနေ21ရက်အထိစာမွေးပွဲပြန်ကျင်းပမယ်လို့ကြေညာပါတယ်။စစ်ကောင်စီရဲ့အခုလုပ်ရဟာကျောင်းသားဒုအပေါ်မတရားတဲ့ဖြည့်ရှင်းချက်ပဲဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတက်မကအဖွဲ့ချုပ်နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများတက်မကလူသားကန့်ကွက်ထားကြပါဗျ။ကျောင်းသားတို့ဟာငလင်တန်ကိုလည်းတောက်ခံရနောက်ဆက်တွဲငလင်နေကြစားရည်နေပူပန်နေရတဲ့အချိန်မှာဆမွေးပွဲဖိအားကိုပါထက်ခံရအောင်ပဲလို့ထောက်ပြကြပါဗျ။ဥလူအစိုးရလက်ထက်ကမေခွန်ပေါက်လို့ကျောင်းသားဒုကိုတပြေးညီအအောင်ပေးခဲ့တဲ့အဖြစ်အပျက်ကိုစဉ်းစားရမှာဖြစ်တယ်လို့တက္ကသိုလ်ဝန်ထမ်းအမှတ်နဲ့ရွေးချယ်တဲ့ပညာရေးစနစ်အစား တက်ဆိုင်ရာတက်ကတူအလိုက်ဘာသာရက်အလိုက်လိုအပ်တဲ့စီစစ်မှုတွေလုပ်တဲ့စနစ်ကိုပြောင်းလဲဖို့လဲတိုက်တွန်းမှုတွေရှိပါတယ်မြန်မာနိုင်ငံမှာငလင်ဘေးတင်သူ၄ရက်သမှ၃တန်းကျော်ဟာတန်ရှင်းတဲ့ရေနဲ့တန်ရှင်းရေ အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ဥလားသမဂ္ဂကထုတ်ပြန်ထားပါဗျ။ငလင်ကြောင့်ရေပေးဝေရေစနစ်တွေပြက်စီးကုန်တဲ့အပြင်လျှက်စစ်မီးမမှန်တာကြောင့်ရေတင်ဖို့လည်းအခက်အခဲတွေကြုံနေရတယ်လို့ဆိုပါတယ်။ ဒါအပြင်မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလှင်ကြောင့်မြန်မာနိုင်ငံမှာအရေးပေါ်အကူအညီတွေနဲ့ကောက်ွယ်စောက်ရှောက်မှုတွေလိုအပ်သူလူကြီးနှစ်တန်းလောက်ထပ်တိုးလာတယ်လို့လည်းကုလသမဂ္ဂကထုတ်ပြန်ထားပါဗျ။တန်ရှင်းတဲ့တောက်တုံးကြီးချမ်းမကြီးစောက်ရှောက်မှုနဲ့အမိုးကာမရှိပဲနေထိုင်နေရသူတွေအများပြားရှိနေပြီးလမ်းအခြေခံအဆောက်အဦနဲ့ဆက်သွယ်ရေးစနစ်တွေချိုးယွင်းမှုကြောင့်လည်းအကူအညီတွေငလင်ဘေးတင့်သူတွေစီကိုရောက်ဖို့ခက်ခဲနေတယ်လို့ဆိုပါတယ်။ ညလင်းကျောင်းမန္တလေးဩဘုတ်ထောင်မှာနိုင်ငံရေးအကျဉ်းသားအကျဉ်းသူ20ဦးအပါအဝင်အကျဉ်းသားအကျဉ်းသူ30ထပ်မင်းတေဆုံးပြီး280ကျော်ဒဏ်ရာရတယ်လို့နိုင်ငံရေးအကျဉ်းသားများအရေးဆောင်ရွက်နေတဲ့အဖွဲ့9ဖွဲ့ကဧပြီလ20ရက်မှာထုတ်ပြန်ပါတယ်။ထောင်တွင်းညလင်းကျောင်းထိခိုက်တေဆုံးမှုအခြေအနေကိုစစ်ကောင်စီကသတင်းအမှောင်ချထားပြီးညလင်းတန်ခံရတဲ့နိုင်ကျင်းတွေဟာထောင်တွင်းစေကူတမှုအလုံးလောက်မရတယ်လို့ ဖိနှိပ်ချိန်ချောက်မှုတွေကိုပါခံနေကြရတယ်လို့ဖော်ပြပါဗျ။ငလင်ကြောက်ပျက်စီးယိုရင်းနေတဲ့ထောင်အဆောက်အုံတွေအတွင်ဝင်ရောက်နေထိုင်ဖို့အတင်းအကျပ်ခိုင်းစေမှုတွေကြုံနေရပြီးနောက်ဆက်တွဲငလင်တွေကြောက်အချိန်မရွေးတည်ဆုံးနိုင်ခြင်းရှိတယ်လို့လည်းဆိုပါဗျ။သက်ပေါင်းလို့ကိုရောစိတ်ပါကျမ်းမှချမ်းသာကြပါစေ။ကပ်ပြီးမြမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒိုအဝဝိုင်းနတ်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ်နောက်တစ်ပတ်မှာလည်းမြမသတင်းရေးရာအစီအစဉ်ကိုဆက်လက်စောင့်မျှော်ကြည့်ရှုနားဆင်ကြပါအောင်ရှင်။